သူ့ကိုကြိုဆိုခြင်းမရှိတာကိုမြင်တော့မက်စ်ကဂျက်စီကာကိုဆွဲပြီးအနီးနားကစပွဲတစ်ခုမှာထိုင်ပြီးစားခဲ့တယ်။ဒါကိုမြင်တော့အန်နာကဒန်နီယယ်ကိုသူ့တို့နှစ်ဦးအတူတွဲနေတဲ့ပုံစံမျိုးဟန်ဆောင်ပေးဖို့ပြောခဲ့တယ်။သူတို့ရဲ့ရင်းနှီးတဲ့အမှုအရာတွေကိုမက်စ်ကအကုန်မြင်နေရတာသိကြတယ်။ဒါကသူ့ကိုဒေါသတကြီးထိုင်နေစေခဲ့တယ်။ဂျက်စီကာကသူ့ဘာမှမစားတာတတိထားမိပြီးသူ့အန်နာကိုကြည့်နေတာသိလိုက်ရတယ်။သူမကသူ့ကိုတနာစရာကောင်းအောင်တတိပေးတယ်။ သူမနဲ့ဒိတ်လုပ်ဖို့လာတာဖြစ်ပြီးတခြားသူတွေကိုဂယုမဆိုင်ဖို့ပြောတယ်။ဒါပေမဲ့မက်စ်က "तू မပြောနေတဲ့အရာကိုစိတ်မဝင်စားခဲ့ဘူး။ဒန်နီယယ်ရဲ့လက်ကအန်နာရဲ့လက်ပေါ်ရောက်နေတာကိုမြင်လိုက်ရတဲ့အခါ तू ကိုကိုကိုမထိန်နိုင်တော့ဘဲသူတို့စီကိုထပ်ပြီးပြေးသွားခဲ့တယ်။ဒီတခါ तू ကအန်နာကိုဆွဲထုတ်ပြီးဘာတွေလုပ်နေတာလဲလို့မေးခဲ့တယ်။အန်နာကပြင်ဆင်ထားပြီးသားဖြစ်လို့သူ့လက်ကိုချက်ချင်းခါချလိုက်ပြီး तू မကပူပေါင်းဆောင်ရွက်မှုအသေးစိတ်တွေကိုပဲဆွေးနွေးနေတာပါလို့ပြန်ပြောခဲ့တယ်။ ဒန်နီယယ်ကလည်းနားလည်မှုလွဲတာမျိုးမဖြစ်ရအောင်မတ်စ်သူတို့နဲ့အတူပါဝင်ဆွေးနွေးမယ်ဆိုရင်သူကယူမဆိုင်ပါဘူးလို့ပြောခဲ့တယ်။သူတို့ဘလောက်တည်ငြိမ်နေလဲဆိုတာကိုမြင်တော့အန်နာကသူ့ကိုအယမ်းချစ်တယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေမှာပဲနစ်မြုပ်နေခဲ့တာကြောင့်သူအရာအားလုံးကိုမှားယွင်းစွာထင်ရောက်ထင်မှားဖြစ်နေခဲ့တယ်လို့မတ်စ်ကချက်ချင်းခံစားလိုက်ရတယ်။ဒါကြောင့်သူကနားလည်မှုလွဲတာပါလို့အမြန်တောင်းပန်ပြီးသူတို့ကိုဆက်လုပ်ဖို့ပြောခဲ့တယ်။ ါပေမဲ့ तू မသိခဲ့တာကသူတို့ရင်ဆိုင်စကားပြောနေတုန်းမှာအန်နာကသူ့အိတ်ကတ်ထဲကိုအတန်ဖန်းဆက်တစ်ခုထည့်လိုက်ပြီးဂျက်စီကနဲ့သူ့လုပ်တဲ့အရာတိုင်းကိုမှတ်တမ်းတင်နေခဲ့တာပဲဖြစ်တယ်။မထင်မှတ်ပဲမတ်စ်ကခဏလေးတောင်ကိုကိုကိုမထိန်နိုင်ခဲ့ဘူး။ဂျက်စီကရဲ့မြူဆွေမှုအောက်မှာသူမကိုအိမ်ခေါ်သွားဖို့သူချက်ချင်းသဘောတူလိုက်တယ်။အတန်ဖန်းဆက်ကနေဒါကိုကြားလိုက်ရတဲ့အန်နာကညနေခင်းဟာတက်တည်ယူဖို့အကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာသိလိုက်တယ်။ဒါကြောင့်သူကအဲ့ဒီညဒန်နီယယ်ရဲ့အိမ်မှာနေဖို့ဆုံးဖြတ်ခဲ့တယ်။ မတ်တစ်စာဖောက်နိုင်နေဆိုရင် तू မလုပ်တဲ့ဘဲရာကူမှ तू စိတ်ပူစရာမလိုဘူးလို့ तू မခံစားရလို့ပါ။ဒါကြောင့် तू မကကိုကိုကိုထိန်ချုပ်တာရက်လိုက်ပြီးဒန်နီယယ်နဲ့ရင်းနှီးခဲ့တယ်။အဲ့ဒီအချိန်မှာပဲမတ်က तू မကိုဖုန်းခေါ်ခဲ့တယ်